ီနေ့ after plus vng ပုံစံလေးကိုရှင်းပြခြင်းပါတယ်အဲ့တော့ telegram မှာ video file နဲ့ကိုအားတဲ့ချိန်အားသလိုကြည့်လို့ရတဲ့အင်္ဂလိပ်စာသင်တန်းလေးတွေရှိပါတယ် grade 5ကနေ grade 12အထိပေါ့နော်အဲ့ဒါလေးကိုသိကျင် cv မှာလာစုံစမ်းလို့ရတယ်နော်အဲ့အဲ့ဒါညီမကြည့်မယ် after plus vng နဲ့ဖြင့်အရင် ဖြစ်တဲ့ဟွာကြရှာ after နောက်ကိုကတ်မယ်တဲ့နော်ပြီးရင် first and then ဒါတစ်လုံးစီရေးတာဒါ and then နှလုံးရေးတာပေါ့နော်အဲ့ဒါ၄ပိုင်းဖြုတ်မယ်ဟုတ်ပြီနော် ကဲအဲ့တော့ပထမစာကြောင်းလေးဒီဓာလေးကိုပေါ့နော်ဖြည့်ကြည့်မယ် I told my mother ငါမျိုးငါပြပြလိုက်တယ် about my problem ငါရဲ့ပြဿနာကိုပြပြလိုက်တယ် then ပြီးနောက်မှာ I felt better ငါနေလို့ထိုင်လို့ကောင်းသွားတယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာရင်ဖွင့်ပြီးတော့နေလို့ထိုင်လို့ကောင်းသွားတယ်ပေါ့ကဲအဲ့တော့ဒီစာကြောင်းနှစ်ကြောင်းမှာဘယ်စာကြောင်းကအရင်ဖြစ်တာလဲဆိုတော့ဆရာတို့ I told my mother ပေါ့နော်သူ့မျိုးသူရင်ဖွင့်ပြီးတော့မှနော်သူ့ရဲ့ပြဿနာကိုပြောပြီးတော့မှ နောက်မှအာဘာဖြစ်သွားတာလဲဆိုတော့သူနေလို့ထိုင်လို့အဆင်ပြေသွားတာ I felt better ဆိုတာဟုတ်ပြီနော်ကဲအဲ့တော့ဇာတို့အရင်ဖြစ်တာကပထမစာကြောင်းပေါ့ဒါဆိုရင် after အဲအရင်ဖြစ်တဲ့ဝါကြရှာမယ် after now ကိုကတ်မယ်ဆိုတော့အရင်ဖြစ်တာပထမစာကြောင်းပထမစာကြောင်းကို after now ကိုကတ်မယ်ဟုတ်ပြီနော်အဲ့တော့ after after ဟုတ်ပြီနော်ဒါအရင်ဖြစ်တဲ့စာကြောင်းဆို after plus verb ing နဲ့ရေးမယ်ဆိုတော့ဒီမှာ to a verb ဟုတ်ပြီနော်ထိုးရဗတ်တူကြီးဖောင်ဝမ်ကိုဗိုင်အန်ဂျီလောက်အောင်မှာ T E L tail အဲ့ဒါကိုဗိုင်အန်ဂျီလောက်လိုက်တော့ telling after telling my mother about my problem ပေါ်မှာကုတ်မယ်ပြီးတော့ရင်ဒန်းနေပါပိုင်ဖြုတ်မယ် ပြီးတော့ဘာဘာကိုဆက်ကူးမလဲ i fat butter ကိုကူးချလိုက်ရုံပဲအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့မှတ်ပေးတော့ပါအောင်နော်